ဗင်နီဇဲလာဆက်လက်တစည်းကိုတိုက်ခတ်ပြီးအသက်ရှင်နေသူတွေကိုအမေရိကန်ကာကွယ်ရေးဝန်ကြီးကအပြတ်ရှင်းခိုင်းခဲ့ကြောင်းသတင်းတွေကိုအင်ဖြူတော်ကငင်းဆန်ခဲ့ပါတယ်။အဲ့ဒီစစ်ဆေးချက်တွေဟာပြီးခဲ့တဲ့သတင်းပတ်ကုန်ကစလို့ဝါရှင်တန်ပို့စ်ရဲ့သတင်းတစ်ခုကိုအကြောင်းပြုပြီးထွက်ပေါ်လာတာပါ။အမေရိကန်ဟာမူရင်းပေါင်းကိုလုပ်ငန်းတွေနဲ့ဆက်နွယ်နေတယ်ဆိုတဲ့စစ်ဆေးချက်အောက်မှာဗင်နီဇဲလာဆက်လက်တွေကိုတိုက်ခိုက်နစ်မြုပ်စေတဲ့ပင်လယ်ပြင်စစ်ဆင်ရေးတွေကိုဇက်တိုက်လှုပ်ဆောင်နေခဲ့ပါတယ်။ပြီးခဲ့တဲ့လပိုင်းတွေအတွင်းအဲ့ဒီလိုတိုက်ခိုက်မှုပေါင်း၂၀ကြိမ်ထက်မနည်းရှိခဲ့ပြီး လူပေါင်း80ကျော်သေဆုံးခဲ့ပါတယ်။ Washington Post ရဲ့သတင်းကတော့စက်တင်ဘာ2ရက်နေ့တိုက်ခိုက်မှုတစ်ခုအကြောင်းကိုဖော်ပြထားခဲ့တာပါ။အဒီနေကအရေဒနီတက်ဟောင်း Caribbean ပင်လယ်ပြင်မှာခုံမောင်းနေတဲ့ Venezuela လှေတစည်းကိုတိုက်ခိုက်ခဲ့ပါတယ်။နောက်တော့လေပေါ်မှာအသက်ရှင်ကျန်သူတွေရှိနေသေးတာကိုထောက်လန်းသိရှိခဲ့တဲ့နောက်ကာကွယ်ရေးဝန်ကြီးပီဟတ်ဆက်ရဲ့အမိန့်အရနောက်ထပ်တိုက်ခိုက်မှုတစ်ခုလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ဟတ်ဆက်က အသက်ရှင်သူတွေချမ်းမထားဘဲအပြည့်ရှင်းဖို့ ကာကွယ်ရေးဝန်ကြီးဌာနဖြစ်တဲ့ပင်ဒဂွန်စစ်ထနာချုပ်ကိုအမိတ်ပေးခဲ့တဲ့အတွက်နောက်ဆက်တွဲတက်ခတ်မှုကိုအကောင့်ထဲဖော်ခဲ့တာလို့သတင်းစာကဆိုထားပါတယ်။ဒီသတင်းဟာ American လွှတ်တော်ထဲမှာလည်းအတော်လေးကြက်ရိုက်ခဲ့ပြီးတကယ်တော့အမှန်ကန်တယ်ဆိုရင်ဆရာဇဝမှုမြောက်တဲ့လောက်ရမျိုးလို့ဝေဖန်မှုတွေထွက်ပေါ်လာပါတယ်။ Republican နဲ့ Democratic Party နှစ်ရပ်စလုံးကပါဒီဖြစ်စဉ်ကိုတိတိကျကျစုံစမ်းတင်ကြောင်းတောင်းဆိုလာပါတယ်။ဒါ့အပြင်အဲ့ဒီနေ့ကအစ်စင်ရဲ့အကြောင်းလွှတ်တော်စီတင်ပြထားရမှာ နောက်ဆက်တွဲတက်ခတ်မှုတစ်ခုကိုလည်းလှုပ်ဆောင်ခဲ့တယ်ဆိုတဲ့အကြောင်းမပါဝင်ခဲ့ပါဘူးဟက်ဆက်ကတော့ဝါရှင်တန်ပို့စ်ရဲ့သတင်းကိုညင်းဆိုခဲ့ပြီးသူ့ကိုနာမည်ဖြတ်ပြီးတိတ်ခါချတဲ့အချက်လက်အမှားတွေအခြေမြင့်မရှိတဲ့ဆွဆဲချက်တွေလို့လူမှုကွန်ရက်မှာတုတ်ပြန်ရေးသားထားခဲ့ပါတယ်ထရမ့်ကလည်းသူဟာကာကွယ်ရေးဝန်ကြီးအပေါ်အပြည့်အဝယုံကြည်တယ်လို့ပြောကြခဲ့ပါတယ်ဒီဇင်ဘာ၁ရက်နေ့မှာတော့အင်ဖီရိုပြောရေးဆိုရင်းရအမျိုးသမီးကာရိုလိုင်းလီယာဗစ်ကစက်တင်ဘာ၂ရက်နေ့ကဖြစ်စင်မှာ အမေရိကန်ရဲတပ်ဟာပြစ်မှတ်ကိုဒုတိယအကြိမ်တိုက်ခိုက်ခဲ့ကြောင်းအတည်ပြုဝန်ခံခဲ့ပါတယ်။အဲ့ဒီဒေသမှာအမေရိကန်ရဲ့အစစ်စင်ရေးလှုပ်ရှားမှုတွေကိုကုကဲနေတဲ့တင်နာပတိ Front Bradley ဟာသူ့ရဲ့လုံပိုင်ခွင့်အာဏာအတိုင်းဥပဒေတွေနဲ့အညီနောက်ထပ်တိုက်ခိုက်မှုတစ်ခုလှုပ်ဆောင်ဖို့အမိန့်ပေးခဲ့ခြင်းသာဖြစ်တယ်လို့ Lia Vip ကဆိုပါတယ်။နောက်ဆက်တွဲတိုက်ခိုက်မှုထပ်လုပ်ဖို့ Hassett ကခွင့်ပြုပေးခဲ့တာမှန်ကန်ပေမဲ့အားလုံးကိုအပြည့်ရှင်းဖို့တော့အမိန့်မပေးခဲ့ပါဘူးလို့ Lia Vip ကဆိုပါတယ်။ Washington Post ရဲ့သတင်းမှာတော့ ထမအကြိမ်တိုက်ခိုက်မှုအပြီးမှာမိလုံနေတဲ့လေပေါ်မှာအသက်ရှင်ကျန်ရစ်သူ၂ယောက်ဖတ်တွယ်နေတာကိုသိရှိလို့ American ရေတပ်ကဒုတိယအကြိမ်တိုက်ခိုက်ခဲ့တာလို့ဖော်ပြထားပါတယ်။ American ရဲ့လွှတ်တော်အမတ်တွေကတော့ဒီကိစ္စနဲ့ပတ်သက်လို့ကျင့်ဝတ်ပိုင်းအရာအစိုးရစီရီရှိနေတယ်လို့ပြောကြခဲ့ပြီးအဒီတိုက်ခိုက်မှုတွေကိုပြန်လည်ဆန်းစစ်သွားမယ်လို့ပြောပါတယ်။ Venezuela လေတွေကို American ကအစီအရေးအရာပြစ်မှတ်ထားတိုက်ခိုက်နေတာဟာဥပဒေစည်းမျဉ်းတွေနဲ့ညီညွတ်ရဲ့လားဆိုတာအရင်ကတည်းကအငင်းအခုံတွေရှိနေချိန်မှာပဲ။ ဒီတစည်းပေါ်အသက်ရှင်ကျန်းသူတွေကိုအပြည့်ရှင်ဖို့ကာကွယ်ရေးဝန်ကြီးကအမိန့်ပေးခဲ့ကြောင်းသတင်းတွေထွက်ပေါ်လာတာဖြစ်ပါရှင်။